ဒီမွေးနေ့ကြရင်ပျော်ပျော်ရွှင်ရွှင်နဲ့အေးချမ်းချမ်းနဲ့ကျွန်တော်ဖြတ်တန်းကျင်တယ်တရားအထုတ်တာဒီအေးချမ်းချမ်းကျွန်တော်လှုပ်တယ်အလူတန်းနေလှုပ်တယ်လူမျိုးမရွေးပါသာမရွေးစင်းရဲချမ်းသာမရွေးမြန်မာပြည်မှာမွေးတယ်အာဒီမှာပဲကြီးပြင်းခဲ့တယ်နော်အလူတန်းလှုပ်ပြီဆိုရင်လည်းကျွန်တော်ဘုဒ္ဓဘာသာဝင်နေဦးစားပေးပြီးတော့မှအရင်ဆုံးဦးဖြတ်ဖြတ် ကိုတော့မစားဘူးကိုနောက်မှစားတယ်အဲနောက်ပြီးတော့ကိုအာလူတန်းတဲ့အရာတွေဆိုလဲဟာဒါကတော့ဟိုဘယ်လိုပြောမလဲအဲ ether တွေစားဖို့ဒါကတော့အဲ lucky diamond အဖွဲသားတွေပေါ့အဲဟိုကျွန်တော်အပါဝင်ပေါ့စားဖို့ဆိုအဲ့လိုခွဲထားတာလည်းမရှိဘူးကျွန်တော်တို့ကြံရင်ကျွန်တော်စားလိုက်တယ်အာဒါပဲစားတယ်ဒီထက်ပဲစားတယ်ခုနှစ်သားသမီးပေါ့နော်လူမျိုးမျိုးရေးပါသားမျိုးအာမြင်ချက်စွာစားသုံးဝင်းရတယ် အလူဒါနမြောက်တယ်ကျွန်တော်လူတန်းခွင့်ရတယ်ဘာမှမကြိုက်ရင်နေပါစေဘာမှမတည်မြဲဘူးရှိတုံးမှာခဏလေးချစ်ချစ်ခင်ခင်တင်းတင်းမြဲမြဲနဲ့ကိုချစ်ရတဲ့လူတွေကိုအကောင်းဆုံးပေးဆက်တယ်ကျွန်တော်အသက်ကြီးလာလို့လားမသိဘူးအေးဆေးပဲအေးချမ်းချမ်းပဲနေခြင်းတယ် ောကပေါင်းစုံနဲ့မနေချင်ဘူးအငငယ်တော့ကလည်းဖြတ်တန်းခဲ့တဲ့ဘဝကဟိုဘယ်လိုပြောမလဲတသေးတွယ်တွေကြီးကြီးတက်ချမ်းလာတဲ့အတိုင်းဝိုင်းနဲ့ကွာဆင်းလာတာမဟုတ်ဘဝကိုရုန်းကန်စူးစမ်းပြီးတော့မှဟိုအောက်ခြေကနေဆင်းသက်လာတော့ဟာမဆောင်တတ်ဘူးညတော့ဆရာရှိရင်စိတ်ခဲမထားဘူးဘုရုပေါ်မှာလည်းအညိုတီးထားတာတွေမရှိဘူးကောက်ကြည့်ရုံမှလိုစိတ်မရှိဘူးမကြိုက်ရင်မကြိုက်ဘူးကြိုက်ရင်ကြိုက်တယ်ကျွန်တော်ဒဲ့ပဲပြောတယ် ခုတည်းကပေါ့ဒီခေါက်ကဦးတော်တို့ကပုံစံနဲ့ပြောင်းလာလို့ပြောလို့ရတယ်ကျွန်တော်တို့ရဲ့နောက်မှာဆိုလို့ရှင်ဒါတကယ်ဟိုကျွန်တော်တို့လေးစားအားကြတဲ့အနုညာရှင်ကြီးအစိုးရကြီးတွေဆိုကြအောင်ပါပေါ့နောက်မှာဦးစိုးပိုင်တို့အဲလို့အများကြီးပဲပေါ့အဲ့တော့အတူတူလည်းဆိုမှာဖြစ်တယ်ဆိုတာကျွန်တော်တို့ကရှိမှာလို့ကျွန်တော်လူငယ်တွေကအရင်ဆုံးဖြတ်ပြလိုက်တယ်အဲ့လိုဖြတ်ပါတယ်နော်အဓိကပြောချင်တာလေးကတော့ကျွန်တော်တို့ဒါအခုကျင်းပပြုလုပ်ဖြစ်တဲ့ဒါဘယ်လိုပြောမလဲလက်ကီတိုင်းမြန်မာရဲ့ဘက်ကရှင်ဦးကျော်ရဲ့မွေးနေ့နဲ့တစားနိုင်အထူးစေရောက်ပွဲတော်ကြီးကို အောက်တိုဘာ31ကနေပြီးတော့နိုဝင်ဘာ4ထိ9ရက်တိုင်တိုင်အကျင်းပပြုလုပ်တဲ့ဒေါ်ဒရင်းထဲမှာဒါဥကျော်ရဲ့မြေတားတုံ့ပြန်တဲ့အနေနဲ့ပေးတဲ့စုလက်ဆောင်က iPhone 11 Pro Max လိမ့်မော်ရောင်လိမ့်မော်ရောင်ရဲ့ဒါပြင်အိမ်သုံးရစ်ပစ္စည်းတွေဒါကျွန်တော်မြေတားလက်ဆောင်အနေနဲ့တုံ့ပြန်ပြီးတော့ပေးရသွားမှာလည်းဖြစ်ပါရဲ့အဲ့ဒါကြောင့်မို့လို့ဒါစိတ်ချသူမိဘပြည်သူတွေအားလုံးအခုကျင်းပပြုလုပ်တဲ့9ရက်ကာလအတွင်းမှာ84လမ်းနဲ့35လမ်းတောင်မှရှိတဲ့ Lucky Diamond မြန်မာစိတ်တိုက်ကို လာရောက်ဝယ်ယူအားပေးလို့ရပါတယ်။မလာပြတဲ့လူတွေမလာပြတဲ့လူတွေကလူတွေတော့က live station ဟုတ်တယ်နော် live station ရယ် live station ကကျွန်တော်တို့ဒါအခုပွဲချင်းမှပြုလုပ်တဲ့9ရက်တာကာလအတွင်းမှာပဲနေ့လယ်12နာရီရနေပြီးတော့ည12နာရီထိ wow อืมည12နာရီထိ chairman ဦးကျော်ရဲ့ MD မမေစင် live လွင့်ပြီးတော့ဒါရောင်းပေးပါရောင်းရောင်းချပေးပါပါပေါ့နော်ကျွန်တော်တို့ဒါအဲ့တော့ဒီ season နေမှာအားလုံးဘယ်လိုပြောမလဲကျွန်တော်တို့ပွဲချင်းပါတဲ့နေရာကိုမလာပြည့်ရင်တော့မှ လိုက်ဆေးကြည့်ပြီးတော့လဲကျွန်တော်တို့ဝယ်ယူပေးလို့ရတယ်အဲမြေတာတုံညာလက်ဆောင်တွေကိုလည်းအဲပြောင်းလဲလို့ရတယ်ပါလဲနော်ဟုတ်ကဲ့ကျွန်တော်တို့ပွဲချင်းပါတဲ့ကာလအတွင်းမှာလည်းဒီဇိုင်းအစ်တွေကိုလည်းထုတ်ပြီးတော့ရောင်းချသွားတာရှိတယ်ဟုတ်တယ်အဲ့အဲ့စီတာလိုက်ပါဟုတ်တယ်ဗျဟုတ်တယ်အဲ့တော့စိန်ချစ်သူမိဘပြည်သူတွေအားလုံးအခုအောက်တိုဘာ31ကနေပြီးတော့နိုဝင်ဘာ4 5ရက်တာကာလအတွင်းမှာကျင်းပပြုလုပ်သွားမယ်ကျွန်တော်တို့ဒါလက်ကီတိုင်းကိုမြန်မာရဲ့ပဲကန်ရှင်ဦးကျော်ရဲ့မွေးနေ့နဲ့တစောင်းတိုင်းတစောင်းတိုင်းဈေးရောက်ပွဲတော်ကြီးကိုအားလုံးပဲ ကြောက်ရောက်ပြီးတော့ဝယ်ယူအားပေးလို့ရပါတယ်ဆိုတဲ့အကြောင်းလေးပြောကြရရင်နောက်တဲ့ channel လေးရက်ကိုလာရောက်အားပေးဖို့အားလုံးဖိတ်ခေါ်ကြပါမယ်ခင်ဗျာဖိတ်ခေါ်လိုက်ပါရခင်ဗျာဒါပြန်ဝင်းနေရှင်ဖြစ်တဲ့ဝင်းနေရှင်ကြောင့်ကြောက်လဲ happy birthday ပါဝင်းနေရှင်ဆရာကိုကျမပါစေကျွန်တော်တို့အားလုံးနဲ့အတူတူခုလိုဝင်းနေဘယ်ကိုချင်ပါပြီလဲတကယ်ကျေးဇူးများတင်ပါတယ်ကျေးဇူး thank you ကျေးဇူးများကျေးပါတယ် Sin desengala ne sin bueler so so fine ambesengale me me pesengale me kita lucky time machine စဉ်ဆိုင်ကြီးများရဲ့ကျွန်တော်ချစ်ရတဲ့ customer တွေလိုချင်တဲ့ design လိုချင်တဲ့ပစ္စည်းအမျိုးအစားအဲဒါပေမဲ့ပစ္စည်းတချို့ကတော့သူ့ budget ကိုချွေတာတာပေါ့ budget ကိုချွေတာပြီးတော့မှပစ္စည်းနည်းနည်းလေး quality နိုင်လာလို့ကျင်တော့ကျွန်တော်ပေါ်တင်ပြောလိုက်တယ်ကျွန်တော်စီမှာတော့မကြအောင်အဒီပစ္စည်းဒီလောက်ရနေပစ္စည်းကိုတနည်းနည်းတစ်ချိန်ချိန်မှာ customer ဟိုကြည့်ပါများမြင်ပါများရင်နော်ကားတစ်စီးလဲထိုလေးလကောင်းမယ် ဟိုဟိုစီးပါများရင်စိတ်ထဲမှာနည်းနည်းလေးအာမော်ဒယ်ဝဲတော့တော့မော်ဒယ်အရင်မြင်တယ်အဲ့မဲ့နောက်ထပ်တူတဲ့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 မြင်တဲ့မော်ဒယ်တွေဖတ်လာပြီလက်ဝဲရနာမှာလဲတူတဲ့ပိုပြီးတော့မှဒီဇိုင်းတွေပိုလာတဲ့ဟာတွေကလာနဲ့ချိန်အဲတလအတွင်းနလအတွင်းချိန်တို့တွင်းပေါ့နော်အဲအခုခေတ်ကအရင်မြန်တဲ့ဒီဇိုင်းဆရာတွေကလဲနော်အဲ့တော့ဘယ်လိုပြောမလဲဟောင်ကောင်ဒီဇိုင်းတွေရှိတယ်ယူရိုပဒီဇိုင်းတွေရှိတယ်ဒါအိန္ဒိယဒီဇိုင်းတွေရှိတယ်ဒူဘိုင်းဒီဇိုင်းတွေအာ GCC ကန်ဖီပေါ့ အာဒူဘိုင်းဒီဇိုင်းတွေရှိတယ်ကျောင်းထိုင်းထိုင်းစတိုင်တွေရှိတယ်မြန်မာစတိုင်တွေရှိတယ်ဒီဇိုင်းတွေကမယိုးပါဘူးဆိုတော့အဲမြန်မာများတော့ယိုးသွားတယ်ယိုးသွားတော့လာလဲတယ်လာတဲ့အချိန်မှာစမိုင်းဘတ်ဂျက်တခုသတ်မှတ်ထားရဆိုရင်ကျောင်းပစ္စည်း quality နိုင်နာမရောချင်ဘူးเนาะကျွန်တော်ရဲ့စိတ်ကလည်းဘလို့ဘလို့လဲဆိုတော့ဘရောမမယိုးတဲ့ဒီဇိုင်းတွေပေးလိုက်တော့လည်းပဲ customer စိတ်ထဲမှာလဲချင်ပြီရောင်းချင်ပြီဆိုရင်ကိုပြန်ဝယ်ရပြီလေဝယ်ရပြီဆိုရင်ကိုက quality မကောင်းတဲ့ဟာတွေ အရင်သွေးပြစ်ပြီးခြင်းမရှိတဲ့ဟာပေါ့နော်ကျွန်တော်ဆိုလိုတာပေးလိုက်ပြီဆိုရင်ဝယ်သူကလည်း feeling မလာဘူးသူဝယ်လိုက်မယ်ကြည်လိုက်မယ်နားလိုက်ကြွကြွနဲ့လူမေးလိုက်မယ်ဟာဒီဆိုင်ကရောင်းလိုက်ပစ္စည်း quality မကောင်းဘူးအရင်သွေးပြစ်ပြီးခြင်းမရှိဘူးပြန်လာရောင်းလိုက်မယ်ကျွန်တော်နောက်တစ်ယောက်ကိုရှာပြီးဘဒုကိုကျွန်တော်ရောင်းမယ်အဲ့တော့ကျွန်တော်ဘာလုပ်လဲမလဲအဲ့ပစ္စည်းကိုကျွန်တော်ခဏလေးနဲ့ကျွန်တော်ချက်ပလိုက်ရကျွန်တော်ဆိုင်မှာပြန်လာရောင်းမှ6%ပဲရှုံးကြတာလीနားဝင်အောင်ဒီထက်ပိုပြီးရတယ် အာဒီနေ့ဆိုလို့ရှိရင်လာတဲ့ customer တွေရှေ့ကဘာကြရလဲဆိုလို့ရှိရင်ပေါ့နော်တခြား site တွေမှာမတွေ့ရတဲ့ design တွေပေါ့နော်မမေ့စီဆိုင်ရ design တွေစုံလိုက်တာဆိုပြီးတော့ပေါ့နော်အဲအဲ့လိုမျိုး feedback လေးတွေကြာပြောပြီးရ feedback လေးတွေကြာရတဲ့အတွက်ကိုလည်းမကြလေအရန်ဝမ်းတာပါတယ်ဒါကိုဖန်တီးတဲ့ဟာကိုပေါ့နော်ဒါကိုကျရတဲ့အမကြီးညီမကြီးအကိုကြီးကကြိုက်တယ်ဖြစ်တဲ့အတွက်ကိုပေါ့နော်အဲဆိုတော့အခုဒီ9ရက်ကိုလည်းလက်လွတ်မခံပဲမစရဝယ်ယူဖို့ပြောချင်ပါတယ်ဒါတော့ မတို့သိပါတယ်မတို့ဘာဖြစ်လို့လဲဆိုတော့မစင်နဲ့အများနဲ့ light ဈေးတက်နေရောအဲဒီဈေးမှာဟိုပြတဲ့ပစ္စည်းတွေနဲ့အခုရနေတဲ့ဈေးအခုဒီရက်ပိုင်းမှာပေးရဈေးနဲ့မတူဆိုတော့အမတို့အားလုံးသိရဖြစ်တဲ့အတွက်ကိုဝယ်ယူကြဖို့မစင်ဖိတ်ခေါ်ပါတယ်နောက်ဟိုမလာနိုင်တဲ့အမတွေဆိုလို့ရှိရင်လည်းမစင်ဟိုဟာ light ဈေးရနေပြီးတော့လွှင့်ပေးပါတယ်ပြီးတော့ရန်ကုန်ကအမတွေဆိုလို့ရှိရင်လည်းရန်ကုန် showroom မှာတောက်ဝယ်လို့ရပါတယ်ရန်ကုန် showroom နဲ့ထပ်တူပေးထားတယ်ထပ်တူပေးထားတယ်နော်ရန်ကုန် showroom မှာထပ်တူပေးထားတယ်ဒီနေ့ ပေးထားပါတယ်။သွားရောက်ဝယ်ယူလို့ရပါတယ်။အဲမင်းတို့ရန်ကုန်မှာမရှိပေမဲ့လည်းမင်းတို့ရောင်းတဲ့ပုံစံအတိုင်းကိုရောင်းပေးမှာပါ။ကလေးတွေကိုလည်းမစရအကုန်မှာခဲ့ပါတယ်။အဲ့တော့အားလုံးကိုလာရောက်ခဲ့ဖို့မစရမန်လေးရဲ့အချစ်တွေကိုတော့တွေ့ချင်ပါတယ်။လာရောက်မလာသေးတဲ့အချစ်တွေကိုလာရောက်ခဲ့ဖို့မစရဖိတ်ခေါ်ချင်ပါတယ်။ Say, 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 see like a lover. Say, say. ဟုတ်အခုဟိုပေးထားတဲ့ဟိုတွေကလေဟိုဈေးတွေอ่ะပေါ့เนาะတစ်ခါမှမမပေးဘူးရဲ့ဈေးတွေဖြစ်တယ်အဲဥချုပ်မွေးနေမှာဝယ်လိုက်ရတဲ့ဝယ်တဲ့ဝယ်ထားတဲ့ပစ္စည်းအရန်တန်လိုက်တာဆိုရဲအမှတ်တရပေါ့เนาะအဲ့ဒါကိုပေးခြင်းဆိုတော့အခုအဲ့ဒါအခုရောင်းတဲ့ပစ္စည်းတွေဆိုလို့ရှင်အထူးအထူးဒူးဈေးနဲ့ အဲရတဲ့အပြင်ကိုပေါ့နော်အာတမျိုးဝယ်ပြီးဆိုတာနဲ့အမားတို့က percentage တွေထက်လျှော့ပြီး percentage က2%နေပြီးတော့20%ဒီပါတယ်ပေါ့နော်အဲ့ဒါတော့ကုတ်ကန်တရားပေါ့အဲဘယ်ဘလာဟိုဟာတော့မပါဘူးပေါ့အတူတူကတော့အောက်ထစ်ပါတယ်ပေါ့နော်အဲဆိုတော့အဲ့ဒါလေးကိုနိုင်လိုက်လို့ရှိရင် ပောက်ကြတယ်တော်တော်များများပေါ့နော်ဟို6%နေ10%နေ15%နေနဲ့ပောက်ကြတယ်ထက်လျှော့ပြီးလိုက်တယ်ဖြစ်တယ်အခုပေးရစီရလဲလုံးဝအထူးစေးအပြင်ထပ်ပြီးတော့ percentage ထက်လျှော့ပြီး အတွက်ဖြစ်တဲ့အတွက်ကိုလုံးဝရတဲ့ပစ္စည်းတွေကအရန်ကိုတန်ပါတယ်။ပြီးရင်လည်းတမျိုးဝင်တမျိုးလက်ဆောင်ပစ္စည်းတွေကိုလည်းဒါဥကြုံမှုနေအထိမ်းမဲ့ပေါ့နော်။ customer တွေကိုချစ်ရတဲ့ customer တွေကိုအမားတို့ကပေးအပ်နေပါတယ်။အဲ့တော့ဒီ၅ရက်ကိုဟိုလက်လွတ်မခံပဲဝယ်ယူကြဖို့အမားတော့တိုက်တွန်းချင်ပါတယ်။ဘာဖြစ်လို့ဆိုအရန်တန်တယ်။ဥကြုံရံပတ်ထဲကဈေးဆိုတာရခိုင်နှုန်းများစွာရှော့နေတာတဲ့ကိုပို့ပါတယ်။ကျွန်တော်ပေးတဲ့ဥစ္စာလုံးဝတန်စေရမယ်။တန်ဖို့ထက် quality ရမှန်ဖို့လည်းအရေးကြီးတယ်။ချို့ပစ္စည်းတွေက quality အရင်သွင်းပြည့်ပြီးခြင်းမရှိဘူး discount တွေအများကြီး short ပြီးတော့မှရေသွင်းပြည့်ပြီးခြင်းမရှိဘူးဒါဒီလိုပွဲတော်တွေမျိုးလိုဒီလိုဝယ်လိုက်တယ်ဆိုတော့ပုံစံမျိုးမဖြစ်စေချင်ဘူးအဓိကအရင်တွေးပိုင်းဆိုင်ရာကိုကျွန်တော်တို့အာ quality control ပေါ့အရင်သွင်းပြည့်မီတဲ့ပစ္စည်းတွေကိုဒါကျွန်တော်တို့အာဒီလိုရက်မြက်အခါသမျှမင်္ဂလာပွဲတွေမှာဒီဇိုင်းအစ်စ်တီကိုကျွန်တော်တို့ကြောင်းချပေးတယ်ဆိုတာလေဥကျော်ပြောခြင်းနဲ့အခုနမမေစင်ပြောသလိုပေါ့ဥကျော်ရဲ့မွေးနေ့မှာဘာပဲဘာလေးပဲဝယ်လိုက် တီမဆိုလက်ကီတိုင်းမောကနေပြတော့မှာပေါ့နော်လာတယ် live ကပဲဖြစ်ဖြစ်ဆိုင်း showroom နေမှာပဲဖြစ်ဖြစ်ဘာလေးပဲမဆိုအမတ်တရဝယ်စီခြင်းနဲ့ဝယ်သွားလိုက်တဲ့ဆိုတော့ပေါ့နော် customer ကိုအာဈေးတန်တန်လေးနဲ့ရောင်းချခွင့်ရတယ်ဈေးတန်တန်လေးနဲ့သူလိုချင်တဲ့ design လေးသူရသွားတယ် customer တစ်ခုပို့ပြီး PD ဖြစ်ရတယ်ကိုဖန်တီးထားတဲ့အရာတွေကိုဒါပုံဖော်ထုစစ်ခွင့်ရတယ် customer လက်ထက်ကိုအရောက်ထည့်ပေးနိုင်တယ်အဲ့အတွက်တကယ်ကျွန်တော်တို့အာကျွန်တော်ဈေးမောင်းနေတဲ့ဟာတကယ် PD ဖြစ်ပါတယ် ကစ္စတမာကိုတကယ်စိတ်ရင်းမှန်နဲ့ပြီးဆက်ပါဝန်ဆောင်မှုကောင်းကောင်းလေးလုပ်ပါကျွန်တော်တပည့်တွေလည်းကျွန်တော်ကလေးတွေလည်းအများအားဆုံးပါတယ်ကလေးလည်းလိုအပ်ချက်ရှိတယ်အော်လငါကြောင့်မညီပါဘူးအမြဲတမ်း perfect မဖြစ်ပါဘူးဒါပေမဲ့ perfect ဖြစ်ကိုဖြစ်ရမယ်ဖြစ်အောင်လုပ်ရင်ဖြစ်ကိုဖြစ်ရမယ်ဘာဖြစ်လို့လဲဆိုတော့ customer right ကအရန်အရေးကြီးတယ်ကောင်းခောက်ပြီးဝယ်လို့ရတယ်လောဝိယနာဆိုင်ကြီးအများကြီးပဲဝန်ဆောင်မှုတွေတူတူငါးငါးအပြိုင်ဆိုင်ပေးကြတယ် customer ကိုမရောက်ခင်မှာမယိုးသားတဲ့ပုံစံနဲ့ ချင်ကပ်မှာလားရိုးရိုးတတအရှိကိုအရှိတရားတိုင်းချင်ကပ်မှာလားဟာရဲအဓိကလက်ကြီးတိုင်းမထိန်းထားနိုင်လို့ဆိုတော့အဲ့ဒါမရိုးသားတဲ့ပုံစံနဲ့ကျွန်တော်မချင်ကပ်ဘူးတော့မှအဲ့ဒီထမင်းလုပ်ကိုကျွန်တော်တော့မှမစားဘူးလက်ဝိညာဉ်ဆိုင်တွေလည်းအများကြီးပဲအပြိုင်ဆိုင်ကစမားရဲ့ရွေးချယ်ပိုင်ခွင့်ရတအားများလာပြီလေသူတို့ကြည်တာဈေးနံပါတ်1ကျွန်တော်ခန့်ကျွန်တော်အတွေ့အကြုံရကျွန်တော်ခိုင်းတော့သူတို့ဈေးများတာနဲတာတွေမရှိဘူးဘယ်ဆိုင်ရ guarantee ပေးတာကောင်းတယ် အမခန့်ချက်ပေးတာကောင်းတယ်ဥပမာကစားမားထားပါတော့ကျွန်တော်ဆိုင်မှာပစ္စည်းတစ်ခုကိုဥပမာသိန်း100နဲ့ရောင်းကျွန်တော်ထက်တက်တာတဲ့ဆိုင်မှာဟို quality တော့ကျွန်တော်မပြောလို့သိန်း80နဲ့ရောင်းတယ်ဥချော်တော့ဒါပုံမလင်းလင်းပြောတယ်အာကျွန်တော်ပစ္စည်းကတော့ဘယ်လိုမျိုးစားပဲသုံးနေပါ့မယ်ဟိုကျွန်တော်သူများကဘယ်လိုတက်တာတယ်လို့သူများပစ္စည်းကဘယ်လိုတက်တာတယ်လို့ဘယ်လိုမကောင်းလို့ကျွန်တော်ဘယ်တော့မှမပြောကျွန်တော်ပစ္စည်းကဈေးများကောင်းများမယ်စိတ်ထဲမှာထင်ရတာပေါ့ဒါပေမဲ့ကျွန်တော်ထုတ်လုပ်လိုက်တဲ့ပစ္စည်းက quality အခြေတွေးရတော့တကယ်ပါ ရွှေကြောင်းစိန်ကြောင်းလဝိညနာကြောင်းနားလဲတဲ့လူတွေကိုကျွန်တော်လေးပစ္စည်းတစ်ခုရဲ့ပေါ့နော်ကုန်ကျစရိတ်ဆိုတာရှိတယ်နော် cost cost of sale ပေါ့ချပြမယ်ဒါဒီစကားကိုကျွန်တော်ဘယ်တော့မှမပြောဘူးကြောက်စမှာရှိတဲ့လဝိညနာပစ္စည်းတွေဒါနေချင်းကြညခလုတ်လို့ရတဲ့ပစ္စည်းတွေမှမဟုတ်ဘူးကျွန်တော်ဒါဘယ်လောက်ရင်းနှီးမြှုပ်နှံထားတယ်ဒါစိန်ဆိုလဲဘယ်စင်းနဲ့ဝယ်တယ်ရောတွက်လက်ခဘယ်လောက်ရှိတယ်ရွှေဆိုလဲဘယ်လောက်ကျတယ်ဒါအခုခေတ်မှာတွက်ချက်ကြည့်ရင်ဒါခဲရင်တဲ့ကိစ္စမဟုတ်ဘူး အဓိကပါလဲဆိုတော့ကျွန်တော်ဆိုလိုတဲ့သဘောကအကျိုးမြတ်အများကြီးကျွန်တော်မယူထားဘူးကျွန်တော်ပြောချင်တာဒီလိုရက်မြတ်မင်္ဂလာပေါ့နော်အခါသမယလေးတွေမှာဆိုရင်ဒီလိုဇီအောင်ပွဲတော်ပေါ့နော်ဒါဒီနေ့ကတော့တောင်တိုင်းနဲ့လေကျွန်တော်ကျွန်တော်မွေးနေ့မွေးရက်နဲ့ထပ်တူကြပြီးတိုက်တိုက်ဆိုင်ဆိုင်ကြာရောက်တဲ့နေ့လေးလေဖြစ်တဲ့အတွက်ကျွန်တော်တို့ lucky time ကနေပြောမှဒါအမြဲတမ်းမ short ပေးနိုင်တဲ့ဈေးပေါ့အမြဲတမ်း short ပေးနေရင်တော့ဒီပစ္စည်းကတန်ကျေးရဘယ်လိုပြောမလဲကြိုက်တဲ့အချိန် ဝယ်လို့ရတယ် lucky diamond မှာဆိုတဲ့ပုံစံမျိုးဖြစ်သွားရင် lucky diamond ကြီးဈေးပေါ်သွားမှာပေါ့ဒီဇိုင်းအစ်စ်တွေကိုဒီ9ရက်တာအတွက် too special ကလေးတွေဆိုညအိုဒီဆင်းပြီးတော့သူတို့ပင်ပင်ပတ်ပတ်နဲ့ခက်ခက်ခဲခဲသူတို့လုပ်ရတယ်ဘောနော်ပစ္စည်းဒီဇိုင်းအစ်စ်တွေကိုထွက်အောင်ဘောနော်နေ့အဲနေမနာညမှာသူတို့အတူစားပြီးတော့မှရောင်းရစီတင်တော့အတူမှတက်တဲ့ဝိုင်းလို့ပြကြတယ်အော်ဒီဒီဇိုင်းတွေကိုကျွန်တော်တို့ကဒီဇိုင်းအစ်စ်တွေကိုအမြဲတမ်းလည်းမထုတ်ပါဘူး။နောက်တစ်ခုကပါလဲဆိုတော့ဒီလိုမျိုး discount တွေခါတိုင်းပုံမှန်တရာနဲ့ဝယ်ရတယ်။ဒီနေ့လာဝယ်ရင် baby သိန်း80သိန်း90ဝင်းကျင်လောက်နဲ့ရနိုင်တာပေါ့အဲ့ဒါမျိုးတွေကကျတော့အမြဲတမ်းပေးနေတယ်ဆိုရင် lucky diamond လဲစိုင်ပိတ်ပြီးတော့မှဒီလုပ်ငန်းတွေအကုန်လုံးရပ်တန့်သွားတဲ့အခြေအနေမျိုးရောက်သွားမှာပေါ့ဆိုတော့ဒီလိုရက်မြက်မင်္ဂလာမျိုးကြတော့တနစ်တာလုံးမှာကိုကကျေးဇူးရှင်တွေဇာတ်နေပြီးတော့မှထိုက်တင်တဲ့အကျိုးမြတ်တစ်ခုနဲ့ရောင်းနိုင်ခဲ့တယ်အကစမာတွေအားပေးကြတယ်ဒီလိုရက်လေးမှာတော့ကစမာကိုကျွန်တော်တို့ကတကယ်တက်တာအောင်လုပ်ပေးထားပါတယ်အခုຢာကင်တို့ short ပေးတာထက်ကိုပိုတက်တာစီရမယ်ကျွန်တော်စီမှာမယုံရင်လာပြီးတော့အရင်လေ့လာကြည့်ပါဦး နားမလည်ရင်လည်းနားလည်တဲ့တကြွနားလည်တဲ့ပညာရှင်တွေခေါ်ပါသိချာကြည့်ပါတကယ်တွက်ချက်ကြည့်ပါတကယ်တန်တဲ့ထင်မှပေးရတဲ့ဈေးနဲ့တကယ်ရတဲ့ဝန်ဆောင်မှုကတကယ်တန်တယ်ဆိုရင်ကျွန်တော် lucky diamond 84လမ်း38လမ်းတောက်မှာဒီဇိုင်းနဲ့ရှိပါတယ်ဒီဇိုင်းနဲ့ဖွင့်ရပါသေးတယ်အဲလာရောက်ပြီးတော့မှအပ်ပြီးပါ ဈေးရောင်းရတာကိုကျွန်တော်မစင်စားဘူးဘာဖြစ်လို့လဲမသိဘူးကျွန်တော် idea ကနည်းနည်းကျွန်တော် concept ကတစ်မျိုးပဲကိုကိုကိုခံယူထားတာတစ်ခါလာလဲဝင်ဆောင်မှုတစ်ခါနှစ်ခါလာလဲဝင်ဆောင်မှုဘာဖြစ်လို့အဲ့ဒါပဲကျွန်တော်ကထက်ခါတလေလေကလေးတွေကိုပြောတာနင်တို့ငါတို့ဈေးဈေးရောင်းတာမဟုတ်ဘူး customer ကိုဝင်ဆောင်မှုပေးနေတာ lucky time မှာဘာလိုချင်လဲလိုချင်တာကိုရောက်အောင်ပေးမယ်စိန်လိုချင်လားကြောက်လိုချင်လား jewelry design ဘလို့ပုံစံလိုချင်လဲเนาะအပွင့်ကြီးတွေလိုချင်လားဘာလိုချင်လဲလိုချင်တာကို customer ကိုရောက်အောင် မရရအောင်ကျွန်တော်ဖန်တီးပေးတယ်အဲ့တော့ customer က lucky diamond လာလိုက်ပြီဆိုရင်အရာအလုံးပြည့်စုံတယ်ရွေးချယ်စရာတွေစုံနေတယ်လိုအပ်တာတွေအကုန် lucky diamond ရှိရင်စိတ်ချရပြီဆိုတော့ကြုံကြည်မှုမျိုးပေါ့နော်အဓိကတော့ကျွန်တော်တို့ကဝန်ဆောင်မှုပေးတယ်ဆိုတော့ယုံကြည်မှုတည်ဆောက်တာပဲကျွန်တော်ကိုယ်တိုင်ဓာတ်ရိုက်ဆက်ဆက်နေဆိုရင်တော့အမားနဲကောင်းနဲမှာပေါ့အမားမရှိဘူးမပြောဘူးလူကလက်ငါးချောင်းမညီဘူးကျွန်တော်လည်းပုထုဇဉ်လူသားတယောက်ပဲနော်အမားရှိမှာပဲဒါပေမဲ့နဲမယ်ဘာဖြစ်လို့ကျွန်တော်အတွေ့အကြုံက နှစ်ပေါင်း20ကျော်ပြီလေဒါပေမဲ့ကျွန်တော်ကလေးတွေတချို့ဝန်ထမ်းလေးတွေကြတော့6လတစ်နှစ်လောက်ပဲရှိသေးတယ်ချို့ကလေးတွေနှစ်နှစ်သုံးနှစ်တချို့ကလေးတွေအဲ့တော့ customer ကဟိုဘယ်လိုပြောမလဲမိမိရဲ့အားနဲ့ကြောက်ကြောက်ကျွန်တော်အများအားတာဝန်ခံတယ်ဟာကိုတပည့်တွေကိုကလေးတွေစီရနေပြောမှအမားပါသွားရင်ကျွန်တော်အများအားအများအားကျွန်တော်အင်တာဗျူးတွေထဲမှာကျွန်တော် customer ကိုကျွန်တော်ကုထိတ်ဖတ်စီပဲဥညွတ်ပြီးကျွန်တော်တောင်းပန်တယ်ကျွန်တော်တကယ်ပါဘာဖြစ်လို့လဲဆိုတော့ customer ရဲ့ right အရေးကြီးတယ် မယောင်းချခင်ချင်းကတ်တဲ့နေရာမှာရောရောင်းချပြီးတဲ့နောက်မှာဝန်ဆောင်မှုပေးတဲ့နေရာမှာ customer ရဲ့အကြိုက်က customer စိတ်ကျေနပ်မှုအပြည့်အဝပေးဆွမ်းနိုင်မှုပဲအရေးကြီးတယ်။ဒါပဲဖြစ်ဖြစ်ကျွန်တော်တို့ lucky diamond ကနှစ်တည်းလဲကျွန်တော်တို့ကြာခဲ့ပြီကျွန်တော်တို့ဒါမွေးနေ့ပွဲလေးတွေအမတ်တရအနေနဲ့เนาะကျွန်တော်ဒါနှစ်စဉ်နှစ်တိုင်းလုပ်တယ်ငါးနှစ်သက်တိုက်ကျွန်တော်2019ရေကမမရကျွန်တော်စခဲ့တာ2024ဆိုတော့ငါးနှစ်ရှိခဲ့ပြီငါးနှစ်တိုင်ခဲ့ပြီပေါ့เนาะကျွန်တော်ဒီနှစ်ကတော့အထူးထူးခြားခြားကျွန်တော်က အထက်မြန်မာပြည်ကိုကျွန်တော်တတ်ကြနေလို့ပဲပြောအောင်လားမသိဘူး။ဘန္ဒလာဘန္ဒလာမြေမှာရှိတဲ့စိတ်ချစ်သူယတနာချစ်သူတွေအတွက်ကိုဒါကျွန်တော်တို့လက်ကြီးတိုင်းမောင်းကကိုယ်တိုင်လာရောက်ပြီးတော့မှကိုယ်တိုင်ကိုကြကိုဒါကျွန်တော်တို့ငါရက်တိုင်တိုင်းပေါ့နော်ဒါဒီနေ့မှစတာပါ31ရက်နေ့10လ2025ဒီကနေ့မှကျွန်တော်တို့စတင်ပြီးတော့မှကျွန်တော်တို့ဇီယောင်ပွဲတော်ကြီးပြုလုပ်ကျင်းပတာဖြစ်ပါတယ်မန္တလေးရရှိုးရုံးရယ် Time City ပေါ့ jewelry mall ရန်ကုန်က showroom ရေပေါ့နော်ဒီ showroom နှစ်ခုကျွန်တော်တို့လက်ရှိမှာဖွင့်ထားပါတယ်ဒီ showroom ကနေထပ်ထူထပ်မြဒီမွေးနေ့ promotion နေခန်းစားအထူးခန်းစားဝင်တွေကိုကျွန်တော်အနေနဲ့၅ရက်တိုင်တိုင်ပေါ့နော်ကျွန်တော်တို့ November လ၄ရက်နေ့အထိပေါ့ပေးနေပါကြောင်းလဲမင်္ဂလာသတင်းကောင်းပါပါတယ်ခင်ဗျာ